Hello အားလုံးပဲမင်္ဂလာပါကိုဘော့ဂိမင်း Facebook page နဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့တိတ်မချခင် upgrade မှာပါလာမယ် button moon နဲ့ ramp button အကြောင်းအသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဗျဗီဒီယိုလေးပစခင်မှာကျွန်တော် YouTube channel လေး subscribe မလုပ်အပ်သေး subscribe လေးနေပြီးတော့ဝင်ရပေးပါဦး subscribe လုပ်ပြီးတဲ့ညီကိုလေးတယောက်ချင်းစီတောင်းလဲကျေးဇူးအများကြီးတင်ပါတယ်ကဲတော့ let's go brother ကျွန်တော်အချိန်မဆွဲဘဲနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာ ပထမအောင်ဆုံးအနေနဲ့တော့ brother တို့ကျွန်တော်က lead အစ်စ်လေးတွေကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော် skeleton တို့ barbarian တို့ပြီးတော့လို့ရှိရင် archer တို့ဆိုပြီးတော့မှဒီ now aggressor လို့ရှိရင် lead အစ်စ်တွေကိုအများကြီးထည့်ထားပေးတာဖြစ်ပါတယ်ကျွန်တော်အရင်တော့ရှိခဲ့တဲ့ကျွန်တော် titan တို့ crystal တို့ champion တို့ legend တို့ဟာအကုန်လုံးကပျောက်ကွယ်သွားပြီပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ now aggressor မှာဆိုရင်ကျွန်တော် lead အစ်စ်ပုံစံလေးတွေနဲ့အများကြီးကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဗျဒီလိုမျိုး lead အစ်စ်တွေကိုသူကပေးလိုက်တဲ့အပြင်မှာကျွန်တော်တို့ဒီကြာပြန်ပြီးတော့မှဘာတွေရမှာလဲဆိုလို့ရှိရင်တော့ဒီ lead တစ်ခုရှိစီတာကိုကျွန်တော်တို့ကတက်ပြီးသွားရတဲ့ ဲ့ဂျန်လေးတွေရရှိမှာဖြစ်ပါတယ်ဗျ live life မှာဂျန်မစ်ရှင်တွေကိုထည့်ပေးတာဖြစ်တဲ့ကြောင့်ကိုဘောတို့ကဒီလိုမျိုးဒီ live တွေကိုတစ်စစ်တစ်စစ်တက်သွားတယ်အများဂျန်တွေကိုလည်းစပြီးတော့မှရရှိမှာဖြစ်ပါတယ်ဒီ live တွေအကုန်လုံးပေါက်လိုက်ရင်တော့ဂျန်အလုံးပေါင်း3600ကျော်ရရှိမှာပဲဖြစ်ပါတယ်ဗျဒီ live တွေအကုန်လုံးကကြတော့ button မှုနဲ့မတက်ဆိုင်ပဲနဲ့ red button နဲ့ပဲတက်ဆိုင်တာဖြစ်ပါတယ်ဗျဒီမှာဆိုသူကတပတ်ကို14ပွဲတက်ရမယ်ဒီဒီ titan မှာဆိုလို့ရှိရင်ကျတော့တပတ်ကို18ပွဲတက်ရမယ်ဒီ dragon မှာဆိုလို့ရှိရင်တော့သူကတပတ်ကို24ပွဲတက်ရမယ်ဒီဘက်မှာလည်း dragon တွေမှာလည်းအစစ်30ရက်လိုက်တက်မှတ်ပြီးတာတယ်ပြီးတော့တော့နောက်ဆုံးမှာရောက်လာလို့ရှိရင်တော့ electron 31 32 33ကြလို့ရှိရင်เนาะသူကဒီမှာပုံမှန်အတိုင်းလေးပြထားတယ်31နောက်ဆုံးမှာဆိုလို့ရှိရင်တော့တပတ်ကိုပွဲ30တိုက်ရမှာဖြစ်ပြီးတော့မှာဒီဘက်ကျွန်တော် electron 2ကိုရောက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တပတ်ကိုပွဲ30တိုက်ရတဲ့အပြင်မှာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဟတ်မှုပုံစံလိုမျိုး percentage အနည်းငယ် short ပြီးတော့မှာအဲ့လိုမျိုးလေးတွေ့မြင်ရမှာဖြစ်ပါတယ်ဗျဒီမှာဆိုရင်ကျွန်တော် defense နေရာပို့ပြီးတော့မှာ7%ပို့ချမ်းလာမယ် attack hero တွေကကျွန်တော်ပို့ပြီးတော့မှာ7%ပို့ပြီးတော့ချမ်းလာမယ်ပုံစံလေးတွေပေါ့နော်ဒါကတော့ကိုဘရုပုံမှန်တိုက်နေကြဟတ်မှုပုံစံလိုမျိုးပဲဖြစ်ပါတယ်ဗျအဲ့ဒီဟတ်မှုပုံစံကမှာသူကနည်းငယ် short ထားတာပေါ့နော်ဒီမှာတစ်ပြေးပြေး ြီးတော့ဒီဘက်ကဒီ electron တစ်ချက်နှိပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျတော့နည်းနည်းလေးပို့ပြီးတော့ကျန်းလာပြီ electron 33ပါဆိုလို့ရှိရင်တော့သူကတော့ဒီ defect เนี่ยပို့ပြီးတော့14%ပို့ကျန်းလာမယ်ဒီအောက်လေးမှာကြည့်မယ်ဆိုရင် hero တွေကလည်းကျွန်တော်ဒီမှာ14%ပို့ပြီးတော့မှကျန်းလာမှာဖြစ်ပါတယ်ဗျသူရဲ့ attack field တွေကဆိုလို့ရှိရင်လည်း10%ပို့ပြီးတော့ကျန်းလာမှာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့မှာကြည့်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာ legend ကိုဖြစ်ပါတယ် legend မှာဆိုလို့ရှိရင်တော့ကျွန်တော်ပုံမှန် battery အများကြီးမဟုတ်ဘဲနဲ့သူကကျတော့ကျွန်တော်တို့အခုလက်ရှိတိုက်နေတဲ့ legend လို့ပဲတရက်ကို10ပွဲပုံမှန်တိုက်ရမှာဖြစ်ပါတယ်ဗျဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်တော့သူ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ဒီ hand move ံစံလိုမျိုးတီးရမှာဖြစ်ပါတယ်။ဒါမဲ့သူကတော့ဒီလိုမျိုးဟန်ဘုတ်ပုံစံလိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟီးရိုးတွေအကုန်လုံး20% 20% defend နေရတယ်အဲ့လိုမျိုးလေးဖြစ်နေမယ်။ဒါပေမဲ့သူကဟန်ဘုတ်ပုံစံလိုမျိုးဆိုပေမဲ့သူက defend နေဟီးရိုးတွေကိုပုံမှန်ဒီဟန်ဘုတ်ပုံစံလိုထားထားပေမဲ့သူကဘလူးနီယံမျိုးကပြောင်းသွားလာဆိုလို့ရှိရင်တော့ကျွန်တော် equish back ကို level match နဲ့တိုက်လို့ရမှာဖြစ်ပါတယ်ဗျ။လက်ချက်မှာဆိုလို့ရှိရင်တော့ကိုဘောတို့က equish back level match သုံးလို့ရပြီးတော့မှဒီပေါ်သူ့ရဲ့ damage တွေကျန်တဲ့ပုံစံကကြတော့ဟန်ဘုတ်ပုံစံလိုမျိုးသုံးရမှာဖြစ်ပါတယ်။ပုံမှန်ဟန်ဘုတ်မှာကျတော့ကျွန်တော်ဒီ equish back နဲ့ကို level match သုံးလို့မရဘူး။ကျွန်တော် level match ဒီ၂၉ရှိတယ်ဆိုတော့၂၁လောက်ပဲသုံးလို့ရတယ်ဒီဟက်မှုမှာဆိုလို့ရှိရင်တော့ဗောနော်ဒါမဲ့ तू ကကြတော့ဒီ ledger မှာဆိုလို့ရှိရင်တော့ဒီ percentage တွေရအောင်ဒီပုံစံတိုင်းထားပြီးတော့မှ तू ကဒီကျွန်တော်တို့ရဲ့ equation တွေကိုကြတော့ပုံမှန် level match ကြီးပဲသုံးလို့ရတာဖြစ်ပါတယ်ဗျာ ဒါလေးကတော့တော်တော်လေးမိုက်တွေထဲမှာပါတယ်ဗောနော်ဒီ legend ကတော့တော်တော်လေးကြမ်းထောနေတဲ့ player တွေပဲရောက်ရှိမဲ့အနေထားလေးဖြစ်ပါတယ်ဒီအောက်မှာဆိုလို့ရှိရင်လည်းသူတို့ရဲ့ star bonus အလိုက်လေးတွေကိုလည်းဒီမှာပြထားပေးတာဖြစ်ပါတယ်ဗျ legend မှာဆိုလို့ရှိရင်တော့ဒီမှာ star bonus လေးတွေပြပေးထားတယ်အောက်လေးမှာကျွန်တော်ဒီ bus မှာဆိုလို့ရှိရင် star နှလုံးရမယ် glory 65ဒီဘက်မှာ shiny or ကကြတော့ကျွန်တော်ဒီ1100လောက်ကိုရရှိမှာဖြစ်ပါတယ်ဗျသူက live fly ဒီလိုမျိုးလေးတက်မှတ်ပေးထားတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်းတလား1000ကျော်လေးတွေပြီးွားရင်ဆိုတော့ star ကဘယ်ကြီးပေးလဲဆိုလို့ရှိရင်ကျွန်တော်တွေနည်းနည်းလေးအောက်ကိုဆွဲကြည့်လိုက်အောင်ဗျ star တစ်လုံးတစ်လုံးတက်မှတ်ပြီးတော့မှသူကဒီ အာရှာ level 80ပေါ့နော်အာရှာ80ကိုသူကပေးထားတာဖြစ်ပါတယ်ဗျ ဒါလေးကတော့ဒါအောက်ကညီကိုလေးအတွက်လေစတားရရှိဖို့အတွက်ကဒါတိတ်ပြီးတော့မှခက်ခဲတော့မှမဟုတ်ပါဘူးဗျဒါကသူကဘတ်ဒေကကျတော့ဒီရှစ်ပွဲပေါ့နော်တပတ်ကိုရှစ်ပွဲလောက်တိုက်ရမယ်ဆိုတော့အဆင်ပြေတယ်တဖြည်းဖြည်းနဲ့ဘတ်ဒေတွေများလာတဲ့အများကျွန်တော်တို့ကစတားဘောနဲ့တွေကိုလည်းပို့ပြီးတော့မှရရှိလာမှာဖြစ်ပါတယ်ဗျ Okay ဒီမှာကြည့်မယ်ဆိုရင်သူကတော့ save upload တဲ့ပုံစံလေးကိုပြထားပေးတယ်အဲ့လိုမျိုးပုံစံလေးပြထားပေးလို့ဆိုကိုဘောတို့ကဒီ attack တွေလောက်တော့မှဆိုလို့ရှိရင်တော့ save upload လေးကိုနှိပ်ပေးလိုက်ရုံပဲအဲ့လိုမျိုး save ကိုမနှိပ်ခင်မှာဆိုလို့ရှိရင်လည်းအပေါ်ကဒီကောင်လေးကိုနှိပ်ပြီးတော့မှကိုဘောတို့ကဒီကိုယ့်ရဲ့လေးအောက်ကိုလည်းတတ်မှတ်လို့ရပါတယ်ဗျဒီမှာဆိုကိုက baby time လေးခြိုက်တဲ့ပြီးဒီမှာထည့်ပြီးတော့မှ ာသုံးလို့ရတယ်ပြီးတော့ဒီအောက်မှာဆိုလို့ရှိရင်လည်း Color Cassette True ကိုလည်းပုံမှန်တိုင်းကျွန်တော်တို့က free သုံးလို့ရတာပဲဖြစ်ပါတယ်ဗျဘာတွေထည့်မလဲကိုကြိုက်တာကိုထည့်မကြိုက်တာကိုကျွန်တော်ထုတ်ပြီးတော့လည်းအစ်စ်ပြန်ပြီးတော့ပြောင်းလို့ရတယ်ဒါလေးကတော့ကိုအစီအပြေတဲ့ကလန်ကစဲ true ကိုလည်းကိုရဲ့ပေထဲမှာထည့်လို့ရတာဖြစ်ပါတယ်။အဲ့လိုမျိုးထည့်ပြီးသွားပြီဆိုလို့ကျန်ကိုဘောတို့က sync app လေးလုပ်လိုက်မယ်။ sync app ကလည်း auto sync app လုပ်မှာလား UU sync app လုပ်မှာလား။ဒါကကျတော့ပုံမှန်တိုင်းကျွန်တော် sync app လေးလုပ်သွားပေးရပါတော့။ဒီမှာလေးနေလိုက်မယ်ဆိုလို့ရှိရင်အမှန်ရှိတိုင်းကျွန်တော်ကလုံးစရာမလိုပဲနဲ့သူကတလင်းလာနေတိုင်းအောင် auto သူ့အတူ sync app လုပ်ပေးနေမှာဖြစ်ပါတယ်။ကိုကကျတော့ဒါတိုက်ရုံပဲဗောနော။ဒါလေးတစ်ချက်နေလိုက်မယ်ဆိုလို့ရှိရ င်เนาะဒီပုံစံလေးပြပြီးတော့မှတော်နမစရတာနဲ့ကျွန်တော်တို့ကစပြီးတော့မှ attack flow လို့ရမှာပဲဖြစ်ပါတယ်ဒါကတော့ ramp button မှာဖြစ်ပါတယ်ဒီဘက်ကကျွန်တော် button မှာဆိုလို့ရှိရင်တော့ဒီလိုမျိုး CF flow တာတဲ့အချိန်တွေမှာလည်းတိုက်လို့ရတယ်ပြီးတော့ကျွန်တော်ဒီလိုမျိုး CF လုပ်ပြီးတော့မှကိုက attack ဖြစ်ပွဲလုံးပြီးတော့ပြီဆိုလို့ရှိရင်ဒီဘက်ကကျွန်တော် yoyo button မှာလာပြီးတော့မှလည်း farming လုပ်လို့ရတာပဲဖြစ်ပါတယ်ဗျဒါလေးကတော့တော်လေးမိုက်တယ် loose တွေကိုလည်းပုံမှန်ထက်ပို့ပြီးတော့မှရရှိမှာဖြစ်ပါတယ်ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် shell ခေါ်ပြီးတော့တယောက်နဲ့တယောက်ဒီ scale တွေမျိုး try နဲ့နေရာလေးတွေမှာဆိုလို့ရှိရင်လည်းဒီမှာ e-sport ကိုလည်းထည့်ပြီးတော့မှစမ်းသပ်လို့ရပြီဖြစ်ပါတယ်ဗျဒီ e-sport ကကျွန်တော် ုံမှန်တိုင်းဟတ်မှုပုံစံလိုမျိုးဖြစ်ပါတယ်ဒီအရလေးကိုနှိပ်ပြီးတော့မှကျွန်တော်တို့ကစတက်နေလိုက်မယ်ဆိုရင်ကျွန်တော်တို့ခေါ်လိုက်တဲ့ရှန်လန်ပေးရကြတော့ equipment level match တွေနဲ့တိုက်လို့မရဘူးပုံမှန်တိုင်းဟတ်မှုပုံစံလိုမျိုးပဲဖြစ်သွားမှာဖြစ်ပါတယ်ဒီကောက်ကိုကျွန်တော်ကျွန်တော်ဟတ်မှုဖျောက်လိုက်ပြီးတော့မှ e-sport ဆိုပြီးတော့မှပြောင်းလဲပြေးလိုက်တာဖြစ်ပါတယ်ဒီဘက်က expert လေးကိုတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်လည်းသူ့ကိုကျွန်တော်ရှန်လန်ကိုပြီးတော့လုပ်မယ်ဆိုလို့ရှိရင်တော့ပုံမှန်တိုင်းကျွန်တော်တို့က hand move ကျွန်တော် ledger ပုံစံလိုမျိုးပေါ့နော် ledger ပုံစံလိုမျိုး try လုပ်ရပြီးတော့မှ equipment တွေကို level match နဲ့တိုက်လို့ရတယ်ဒီမှာဆိုလို့ရှိရင်တော့ तू ကတော့ဒီ damage တွေပြီးတော့ defend hero တွေပြီးတော့ defend attacker hero တွေ ကိုလည်းပုံမှန်တိုင်းကျော်10%ဒီ defense တွေကိုလည်း20%ပို့ပြီးတော့ damage ချမ်းမှာဖြစ်ပါတယ်ဒါကြတော့နောက်လာမဲ့ legend ရဲ့ပုံစံလိုမျိုးကိုလည်းကျွန်တော်ဒီမှာဆန်းပြီးတော့မှ challenge တွေတိုက်ရှိလို့ရတာဖြစ်ပါတယ်ဗျဒီဘက်ကတခုကြည့်မယ်ဆိုလို့ရှိရင်လည်းသူကတော့ဘာနဲ့စစ်သူလဲဆိုလို့ရှိရင်တော့ electron 33ပါနဲ့ပုံစံရင်းတူပါတယ်ဗျဒီကောင်ကကျတော့14%နဲ့ဒီ damage တွေပို့ပြီးတော့ချမ်းနေ attack ကျော် defender hero တွေရာလည်းကျွန်တော်ဒီမှာ14%ပို့ချမ်းပြီးပြီးတော့ attack hero တွေကိုလည်းကျွန်တော်10%ပို့ပြီးတော့ချောချမှာဖြစ်ပါတယ်ဒီဘက်ကတခုကတော့ electron 33နဲ့ပုံစံရင်းစစ်သူလိုမျိုးကို try လုပ်ရတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်းသူကကျွန်တော်7%နေပြီးတော့ဒီ က်ကဒက်ဖနာဟီရိုတွေကလည်း7%ပြီးတော့အက်ဒက်ဖီရိုတွေကလည်း3%ပို့ပြီးတော့မှပြော့သွားမှာဖြစ်ပါတယ် ဒီလိုမျိုးရွေးချယ်မှုအများကြီးကိုရှာလတ်ခေါ်ပြီးတော့မှကိုယ့်အကကို try လုပ်ရတယ်ဆိုတာကတော်တော်လေးကိုမိုက်တဲ့အနေအထားလေးဖြစ်ပါတယ်ကိုကဘယ်ထိယူရထားလဲဥပမာဆိုရင်ကျွန်တော်တို့က legend မှာပဲ AJ ပြီးတော့မှ team လားဒါမှမဟုတ်ကျွန်တော် e-sport လိုမျိုးဒီလိုမျိုးပြိုင်ပွဲတွေလည်းဝင်ကျင်နေတဲ့အနေအထားလေးဆိုလို့ရှိရင်လည်းဒီဘက်က e-sport မှာ try လုပ်ရတယ်ကိုကအဲ့လိုမျိုးပြိုင်ပွဲတွေလည်းဝင်ကျင်မှုဒီဘက်မှာကျွန်တော်ဒီ legend မှာပဲ player တွေအများကြီးရကျင်တယ်ဆိုလို့ရှိရင်တော့ဒီကောင်လေးကိုပဲနှိပ်ပြီးတော့မှရှာလတ်လေးခေါ်ပြီးတော့မှဒါတငယ်ချင်းတွေရှိချင်းဒါမှမဟုတ်ကိုပေကိုပြန်ပြီးတော့မှလည်း try လုပ်ရတာဖြစ်ပါတယ်ဗျပြီးသွားလို့ရှိရင်တော့ဒီဒီဘက်ကဒီ ramp pattern မှာပဲ trophy ရရှိပြီးတော့မှဒီဘက်က ဘတ်တယ်မှာဆိုလို့ရှိရင်တော့ဘာထရိုဘီမှလည်းရမှာမဟုတ်ဘူးကိုသွားတိုက်တယ်ဆိုလို့ရှိရင်တော့လုစလမျိုးပဲရမှာဖြစ်ပါတယ်ကျွန်တော်ကသွားတိုက်ပြီဆိုလို့ရှိရင်ကိုဘက်ကထရိုဘီလည်းမပေးရဘူးကိုကိုလည်းပြန်ပြီးတော့လာတိုက်ပြီဆိုလို့ရှိရင်လည်းထရိုဘီပြန်ပေးရမှာမဟုတ်ပါဘူးဗျဒီဘက်ကကျွန်တော်တို့ကရန်ဘတ်တယ်မှာပဲထရိုဘီနဲ့သက်ဆိုင်တာဖြစ်ပြီးတော့မှဒီဘက်ကရိုးဘတ်တယ်ရတော့ကိုရဲ့စိတ်ပန်းဖြစ်သလိုကျွန်တော်ဒီဖမ်းမင်းတွေသွားလို့ရမယ်စကေးတွေ try ကျင်ရင်လည်းကျွန်တော်ဒီဘက်ကဒီရန်ဘတ်တယ်မှာလာပြီးတော့မှ try လို့ရမှာဖြစ်ပါတယ်ဗျအဲ့တော့တိမ်မောင်တို့ကစကေးပဲ try မလားကျွန်တော်ဖမ်းမင်းပဲသွားမလားကြိုက်တာကိုလည်းရွေးချယ်လို့ရတယ်ဒီဘက်ကရန်ဘတ်တယ်ကိုလည်း brother တို့ဆင်းအောင်မလုပ်ရှင်ဘူးမတိုက်ရှင်လည်းဘာမှမဖြစ်ဘူးပစ်ထားလို့ရ ရတာဖြစ်ပါတယ်။ဒါပေမဲ့ကိုကတော့ဒီဘက်မှာတိုက်မယ်ဆိုတော့အချိုးခံစားခွင့်တွေကအများကြီးရှိတယ်။စောနာကိုဘပြောထားတဲ့ပုံစံလိုမျိုးပဲဒီ Lee Flight ကိုသူကဂျန်နေလက်ထည့်ထားပေးတယ်။ပြီးတော့ Star Bonnet တွေကိုလည်းဒီမှာရရှိမှာဖြစ်ပါတယ်။ဒီအောက်က Star Bonnet ကဆိုလို့ရှိရင်လည်းဒီဘက်က Rampart နဲ့လည်းသက်ဆိုင်သလိုဒီဘက်က Yoyo Verdant နဲ့လည်းသက်ဆိုင်နေတာဖြစ်ပါတယ်ဗျ။ဒီဘက်မှာ3 Star ပေါ့ရင်လည်းအောက်မှာသူက3 Star တိုးပေးမယ်။ဒီဘက်က Verdant မှုမှာ3 Star ပေါ့ရင်လည်းဒီ Star Bonnet ကပုံမှန်တိုင်းပေးမှာပဲဖြစ်ပါတယ်။ဒီဘက်က Verdant မှုကဆိုလို့ရှိရင်ကိုက Tower Level 14ပြီးရင်ကိုကဒီဘက်က Verdant လေးကို Fan Mat လေးလောက်လိုက်ပြီးဆိုလို့ရှိရင်ဟိုဘက်ကတွေးတဲ့ကောင်က55ဆိုလို့ရှိရင်လည်းပုံမှန်တိုင်းကျွန်တော်အရင် video ပြော ပါသလိုပဲ loss တွေကိုပို့ပြီးတော့မှရရှိမှာဖြစ်ပါတယ်ဗျ။ဒီအပေါ်မှာဆိုလို့ရှိရင်တော့ကျွန်တော် multi player တွေကျွန်တော် single player တွေဒီဘက်မှာလည်းကျွန်တော်အစံတိုက်ကြီးလို့ရတဲ့ဟာတွေပုံမှန်အတိုင်းလေးပဲပါဝင်နေမှာဖြစ်ပါတယ်။သူကတော့ဒီလိုမျိုးအပေါ်ပြန်ပြီးတော့မှရွှေ့ပေးလိုက်တာပဲဖြစ်ပါတယ်ဗျ။ဒီကို multi ုံနေမယ်ဆိုရင်ကျွန်တော်ဒီမှာတွေ့မြင်ရမှာတော့ battery တွေ ram battery တွေကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်။ Okay ဒါကတော့ကိုဘဆောနာကပြောသွားတယ်ကျွန်တော် leave like ကိုပေးတဲ့ gen လေးတွေဖြစ်ပါတယ်ဗျ။ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ leave follower ဆိုလို့ရှိရင်ကျွန်တော်ဒီ barbarian level 6ဆိုလို့ရှိရင်ရရှိမဲ့ gen လေးဖြစ်ပါတယ်ဒီမှာဆို90ရတယ်ပြီးတော့ကျွန်တော် archer 9ဆိုလို့ရှိရင်လည်းတရာရတယ် 150အဲ့လိုမျိုးလေးတွေပေါ့နော်ဂျန်နေအများကြီးတိမ်းပေါင်တို့ကလည်းရရှိအောင်မှာပဲဖြစ်ပါတယ်ဗျာဒီလိုမျိုးကျွန်တော် mission လေးတွေအရှိမအသစ်လေးတွေထည့်ပြီးတော့မှတိုးပေးလိုက်တာကကျွန်တော်တို့တော်တော်လေးအဆင်ပြေတာဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင် richly electron 33ရလို့ရှိရင်ဒီမှာဂျန်350ကိုလည်းရရှိအောင်မှာဖြစ်ပါတယ်ဗျာအဲ့တော့ဂျန် free တွေမျောနေတဲ့တိမ်းပေါင်လေးတွေကလည်း now upgrade မှာအများကြီးမျောလင်းလို့ရလာပဲဖြစ်ပါတယ်တောင်း level 6မှာတော့ကျွန်တော် battle ဝက်တက်လို့ရမှာဖြစ်ပြီးတော့တောင်း level 7 attack player တွေအကုန်လုံးကတော့ ram battle ကိုပုံမှန်နိုင်တက်လို့ရမှာပဲဖြစ်ပါတယ်ဗျာ okay အဲ့တော့ကျွန်တော်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲဗျာကျွန်တော် now upgrade ထွက်လာပြီ ီဆိုလို့ရှိရင်လည်းကိုဘောအသေးစိတ်ကိုထပ်ပြီးတော့မှနားမလည်တဲ့ညီကိုလေးတွေပြန်ပြီးတော့မှရှင်းပြပေးဦးမှာဖြစ်ပါတယ်အားလုံးပဲပိုင်ပါကျွန်တော်ရဲ့နောက်ဗီဒီယိုကြောင့်မှပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ